အားသာဝါနာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ16ရက်နေ့နောက်ဆုံးရအာဆီယံမနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်မမေ့နဲ့တော့ဒီနေ့ညသကောင်းရံမှာချန်ပီယံလီပွဲစဉ်ရှိပါတယ်ပရမလုံးတင်တဲ့ဘုတ်ကတော့ မာတင်ဆူမန်ကြီးနဲ့ပတ်သက်ပြီးသတင်းထောက်3ဦးဖော်ပြထားတဲ့အချက်အလက်တွေကိုစူးစီးဖော်ပြသွားမှာပါသတင်းထောက်3ဆိုပေမဲ့လည်းတချို့ဟာတွေကတော့သတင်းစာတွေတချို့ဟာတွေကတော့ channel list တွေအဲ့ဒီရရတဲ့သတင်းတွေကိုစူးစီးပြီးဖော်ပြပြီးသွားမှာပါအခု Arsenal fan တွေရတဲ့မှာလည်းဇူယီမန်ဒီနဲ့ ဒီ Spain Club Real Madrid ကြားတဲ့တင်းတွေကတူလောတူလောဖြစ်နေအဲ့တော့ဒါတွေကိုကျွန်တော်စူးစီးပြီးဖော်ပြပေးသွားမယ်ပထမတစ်ခုကတော့ Marca တင်းစာရဲ့ဖော်ပြထားချက်ရ Martin Zubimendi ထက်စာရင် Liverpool အသင်းရဲ့ကွင်းလည်ကစားသမား Matt Alistair ကို Real Madrid တို့ကပို့ပြီးသဘောကျတယ်အခုချိတ်ဆက်ဆွေးနွေးမှုတချို့တော့လုပ်နေတယ်ဒါပေမဲ့ဒီကစားသမားကိုခေါ်ဖို့တော့ຫນွေကြလို့ရှိရင်သူတို့ကဦးစားပေးကွင်းလည်ကစားသမားစီးရင်ထဲမှာထည့်သွင်းထားတယ် ဇူမန်ဒီထက်စားလို့ရှိရင်ဒီသားမောင်ဦးစားပေးခေါ်ဖို့ပြင်ဆင်ထားဆိုပြီးတော့မာကာကဖော်ပြထားပါဗောလေသူတို့ရဲ့နံပါတ်1ကွင်းလေပြစ်မှတ်စင်းထဲမှာပါဝင်နေဆိုပြီးတော့ဖော်ပြထားပါတယ်ဒါကတော့ မာကာသတင်းစာရဲ့အပိုင်းနောက်တစ်ယောက်ကတော့သတင်းထောက် Alex Crocket ဖော်ပြထားရရနွေရာသီရဲ့ပထမဆုံးခေါ်ယူမှုအဖြစ်အာဆင်နယ်တို့ကဂျွန်လာအစောပိုင်းမှာတင်မာတင်ဆူမတ်ဒီကိုစာရွက်စာတမ်းကိစ္စတွေရောအပီးစီအားလုံးလုံနိုင်ဖို့တခါတဲ့ကစားသမားကိုကြုံညာနိုင်ဖို့ကြိုတင်ပြင်ဆင်နေရဆိုပြီးတော့သူကဖော်ပြသွားတယ်။အဲ့ဒီဖော်ပြထားချက်ရဆိုရင်တော့လက်ရှိချိန်မှာပုတ်ကွေးသဘောတူညီမှုယူထားနိုင်တယ်လို့ကစားသမားရဲ့အခြားပေးမဲ့အနေနဲ့ရောတောင်းရွှေ့ကြီးကိစ္စတွေအကုန်လုံးကို အပြောင်းပြည့်ဈေးကဖွင့်လာတဲ့အာဆင်နယ်ကဒီကစားမကိုတခါတည်းခေါ်ဖို့အတွက် ready ဖြစ်နေပြီဆိုပြီးတော့သူကဖော်ပြသွားတယ်။ဒါကတော့သတင်းထောက် Alex Crop ပေါ့လေ။နောက်ဆုံးတစ်ယောက်ကတော့ Jose Felix Diaz လို့ခေါ်တဲ့သတင်းထောက်။သူကတော့ Martin Zubimendi ကို Real Madrid တင်ကလုံးဝစိတ်ဝင်စားဖို့မရှိတော့ဘူးဆိုပြီးတော့ဖော်ပြတာ။ သတင်းတော်တော်များသူ့ဆက်နေကူးယူဖော်ပြတာရီယက်ကနောက်ဆုတ်သွားပြီးဒီကစားမောက်မကြိုက်တော့ဘူးအခြားပြစ်မှတ်တွေပဲပူပြီးသဘောကျဆိုပြီးသတင်းတွေတက်လာတာကဒီသတင်းထောက်စီကနေသူတို့ကူးယူဖော်ပြတာဗောလေကျွန်တော်တို့မကြာခဏဖော်ပြနေကြ Daily AFC တို့ AFTV တို့ကလည်းအဲ့ရနေပဲ reference ပြီးဖော်ပြကြတာအဲ့တော့ဒီသတင်းတွေကိုကြည့်တဲ့အခါမှာရီယက်မတွေ့ကသူတို့စပိန်မျိုးက Martin Zubimendi ရဲ့ဆာလို့ရှိရင် လူခေါ်ရဖို့အခြားသင်းရင်တဲ့ပြိုင်ဆိုင်ရဖို့ရော်နေနိုင်ကြီးရှိတဲ့လူလက်လက်လဲဆွေးနွေးလို့ရနိုင်တဲ့မတ်အလစ်စတာကိုရွေးချယ်သွားတယ်။အဲ့တော့ဒီကစားမနှစ်ဦးကြောင့်ကျွန်တော်နှိုင်းရှင်းပြပြပြမယ်။26နှစ်ရဲ့အာဂျင်တီးနားသားကတော့လပောက်ဦးနဲ့2028ခုနှစ်တိဆိုင်ဦးတက်တန်ရှိတဲ့ဒီယာတီ55ဝက်ပြိုင်ပွဲသုံးမှာဆော့တာလေ69သိပြီးတော့၅လုံးဖိုင်တာလေ Transformer ကမှ UO တန်း60တန်းကြီးရှိပြီးတော့အဲ့ဒီရဲ့တဝက်လောက်ကိုပဲ ဒါလေပါပူတို့က Brighton ကိုပေးပြီးခေါ်ခဲ့တာဗောလေအခုတော့ဈေးကွက်တန်ကြီးတွေကထိုးတက်သွားပြီပြီးတော့ဒီသားမှလည်းစရုပ်တန်အရှိကြီးကြံသေးတာဖြစ်ပြီးတော့ကျွန်တော်ဒီသတင်းမရိုက်ကူးခင်မှာပဲ PP ဆိုရိုမာနိုစီကသတင်းတစ်ပုဒ်ကိုတွေးလိုက်တယ်အဲ့ဒါကတော့ဒီ Malister ကအဖေဖြစ်တဲ့သူကိုသတင်းတော့တွေကဖြူးတာဗောလေ Real နဲ့ သူ့ရဲ့တားဖြစ်သူကြကအခြေအနေဘယ်လိုရှိလဲမြင်တဲ့အခါမှာလက်ရှိအချိန်မှာလက်ပဘူးအတွက်ကစားပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့လေးစားမှုအပြည့်အဝရှိရပါမယ်။သူ့ရဲ့တားလည်းလက်ပဘူးအသင်းအတွက်ကစားနေရတာပျော်ရွှင်နေပြီးတော့စာချုပ်တက်တက်လည်းအဝေးကြီးကျန်နေရဖြစ်တဲ့အတွက်ဘယ်လိုကွတ်မှတ်မျိုးမှမပေးချင်ဘူးဆိုပြီးတော့သူကပြန်ဖြေကြွားရပါလေ။အဲ့လိုနေထားကြောင်းရီယန်နေနဲ့မက်လစ်စတာကိုလိုချင်တယ်ဆိုရင်မမကစားသမားထွက်ခွာနိုင်တော့မှပဲခေါ်လို့ရမယ်နေသားစာယူတက်တန်လည်းအဝေးကြံနေ2023မှာပဲလက်ပါဘူးကိုရောက်တာပေါ့လေအဲ့လို့ဆိုတော့ နောက်ထပ်တယောက်ကတော့ဒါ26နှစ်ရွယ်စပိန်သားအာဆင်နယ်နဲ့တော်တော်များချီပြီးတုပ်ပြီးလှုပ်ခဲ့တဲ့ကစားသမားပြောလို့ရတယ်။အခုအာဆင်နယ်နဲ့ရှင်ပြီးလူရမယ်ဆိုရင်တော့မှချန်ပီယံလိကွာတာမှာအာဆင်နယ်ကအသာရထားခဲ့တာဖြစ်တဲ့အတွက်ကစားသမားတွေကလည်းရီးယက်ထက်ဆောက်လို့ရှိရင်အာဆင်နယ်ဝက်ပူပြီးရွေးချယ်နိုင်ဖို့များတယ်။ပြီးတော့လည်းကနအူးတွေကသဘောတူညီမှုလှုပ်ထားခဲ့တာဖြစ်တဲ့အတွက်ဒီကစားသမားကတော့အာဆင်နယ်နဲ့ပူပြီးနီးစပ်နေပါလေ။သူကတော့2029ခုနှစ်အထိဒီဆိုစီတက်နဲ့စာချုပ်တက်တန်းရှိသေးမယ်လေ။အာဆင်နယ်ရုပ်စီရောက်ဖို့ တကယ်ကိုမှနမကြီးတရင်ထောက်တွေတော်တော်များကအတီးပြူထားခဲ့တာဖြစ်တဲ့ Onstein တို့ Romano တို့ကလည်းအတီးပြူထားတာဖြစ်တဲ့အတွက်ဒီရာသီ52ဘောမှာနှစ်ကိုသမီးတစ်လုံးဖန်ထားတဲ့ဆိုပေမဲ့အရေးသွင်းမြင့်ကွင်းလေကစားမကိုအာဆင်နယ်တို့ကစာချုပ်ဖြစ်တဲ့ရေယူအတန်း60ပေးပြီးတော့လာမယ့်နွေရာသီမှာပိုင်ဆိုင်တော့ပါပိုင်ဆိုင်တဲ့တော့မှပထမဆုံးနွေရာသီခေါ်မှုတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဗောလေသူကတော့တပတ်ကိုလောက်ခတ်စားပေါင်9000ပဲရနေတယ် ဒါပဲဆိုတော့ပြောတဲ့မက်လစ်စတာကတော့လပောင်းမှာပေါင်တသိန်းခွဲရနေတယ်အဲဆိုတော့အာဆီနယ်နဲ့လည်းရှင်မလူချင်ဘူးအာယုံလည်းမနောက်ချင်ဘူးဆိုတော့ရီယယ်မက်ဒရစ်ကတော့မက်လစ်စတာကိုလွတ်လပ်လပ်သွားပြီးဆွေးနွေးလို့ရပြီထင်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ရီယယ်မက်ဒရစ်နဲ့အာဆီနယ်အသင်းควอเตอร์ဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်ကိုကင်တွယ်မဲ့ကွင်းလင်တိုင်းနဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါသူ့ရဲ့နာမည်ကတော့ Francois Letacia Francois Letacia ဆိုတော့35နှစ်ပဲရှိသေးတဲ့ပြင်သစ်သားတစ်ချိန်တော့ပြင်သစ်လီကူ2 ပြည်သိလီကူ1အဲ့ဒီမှာတာဝန်ထမ်းဆောင်ခဲ့တယ်။အဲ့ဒီတော့တော့2015တုန်းကပြည်သိလီကူ2မှာတာဝန်ထမ်းဆောင်နေ2016တုန်းကပြည်သိလီကူ1မှာတာဝန်ထမ်းဆောင်ပြီးတော့2019မှာတော့ FIFA ရဲ့ဒိုင်လူကြီးတယောက်ဖြစ်လာခဲ့တာဗောလေ။တော်တော်လေးကိုအရေးသွေးရှိရပါ။အသက်ငယ်ဆိုမှသွားပြီး short တက်လို့တော့မရဘူး။ Euro 2024ပြိုင်ပွဲကိုအသက်ငယ်လေးနဲ့ကင်တွယ်ခွင့်ရခဲ့တဲ့ဒိုင်တယောက်။ပြီးတော့လည်း ဆုံးဖြတ်ချက်တွေချမှတ်တဲ့ခါမှာ decision making တွေမှာပြတ်သားတယ်ဆိုပြီးတော့နာမည်ကြီးရဲ့တိုင်တောက်ပေါ့လေပြင်သစ်သားလည်းဖြစ်တယ်ပြီးတော့သူကင်တွေခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်တော့ဒါလက်ပါဘူးက Real Madrid ကိုဒီရာသီမှာ2-0နဲ့နိုင်တဲ့ပွဲစဉ် Real Madrid နဲ့ Manchester City နဲ့မနစ်က3-3ကျတဲ့ပွဲစဉ် Real က Napoli ကို4-2နဲ့ နိုင်တဲ့မနစ်ကပွဲစဉ်ရဲ့၈တနှစ်2020 2023ဘောလုံးရာသီမှာရီယက်ကချယ်ဆီကို2ဂိုးပြက်နဲ့နိုင်တဲ့ပွဲစဉ်တွေဒါတွေအားလုံးကင်တွေခဲ့ဘူးရဲ့ဒါကြောင့်မို့အသက်ငယ်တွေဆိုမြဲပွဲကြီးတွေကိုမကြာခဏကင်တွေခဲ့ဘူးတဲ့ဖိုင်နယ်လိုပွဲကြီးတွေကိုကင်တွေခဲ့ဘူးတဲ့ဒိုင်းတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ချန်ပီယံလိဆိုတာနဲ့ဒိုင်းတွေကိုမေးခွန်းမထုတ်ဘာကြောင့်လဲဆိုတော့ပရီးမီးယားလိမှာကင်တွေတဲ့ဒိုင်းတွေ VR ဒိုင်းတွေထက်ဆိုင်အများကြီး quality ရှိတယ်တကယ်ကိုမှ အစိမ့်မြင့်ပြိုင်ပွဲဖြစ်လို့တကယ်ကောင်းပြီးညှို့မိဆိုတဲ့ဒိုင်းဒီပဲကြိုင်တာဖြစ်တဲ့အတွက်ကိုညံ့ရင်ကိုခံရမယ်ကိုတော်ရင်တော်တော့ရောက်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒီပွဲစဉ်မှာတော့အာဆင်နယ်တို့ကအနက်ရောင်အဝေးကွင်းဂျာစီကိုဝစ်စင်ကစားပါပါအပေါ်အနက်ဘောင်းမီကလည်းအနက်ပေါ်လေဟိုကျွန်တော်တို့ဒီ PSV အသင်းကိုတကူ9ခုနဲ့နိုင်ခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာဆိုရင် PSV အသင်းကဘောင်းမီအနက်ဝတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအပေါ်အနက် ဘောင်းပြီးအဖြူတော့ဝတ်ဆင်ခဲ့ရပါသေးတယ်အဲ့ဒီအဲ့ဒီဂျာစီလေးတော့သွားပြီးတတိယတယ်ဟောလေဒါပေမဲ့ရီယဲနဲ့ပွန်တီညာတော့ကျွန်တော်တို့အပေါ်အောက်အနက်ပဲဝတ်ဆင်ရဖို့ရှိပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ဒါတောမက်ပါတီနဲ့ဘန်ဂျမင်ဝှိုက်ကတော့နောက်ဆုံးထရိနီမှာအောင်မြင်မြင်ပဲအသင်းနဲ့ပူးပေါင်းနိုင်ခဲ့ပါတယ်။အဲဒီအတွက်လည်းစပိန်မျိုးထွက်ခွာသွားတဲ့အာဆီနယ်တင်းရဲ့လူစင်းတွေမှာပါဝင်သွားခဲ့ပါတယ်။ထရိနီမှာမစင်းနိုင်ခဲ့တဲ့ပလေယာတွေကတော့ရီကာဒိုကာလာဖီယိုရီနဲ့ဂျော်ဂျီညိုပေါ့လေ။နိုင်ယိုးတန်ယာရှိတဲ့ဂျော်ဂျီညိုကတော့ထရိနီမစင်းနိုင်လို့တတူးကိစ္စရင်းအလုံးရှုံနေခဲ့တဲ့ကာလာဖီယိုရီကတော့ကြက်ခံမှုမပြေဝအောင်လားမသိဘူး။ထရိနီကိုမှတော့ကျွန်တော်တို့မတွေ့ခဲ့ရဘူးပေါ့လေ။ဒါပေမဲ့စပိန်မျိုးပါသွားမသွားတော့ ကာလာဖီယူနဲ့ပတ်သက်ပြီးကျွန်တော်အတည်မပြုနိုင်သေးဘူးတေးကြာတစ်ခုကတော့ဘန်ဝိုက်နဲ့တော်မက်ပါတီကိုတော့ကျွန်တော်စပိန်သွားတဲ့ဒီလင်းဘွားလူစီရင်တဲ့မှာတွေ့မြင်ခဲ့ရတယ်ဆိုပြီးတော့ဒီသတင်းဌာနတွေကတော့ဖော်ပြထားပါဗါတယ်အဲ့တော့ပါတီနဲ့ပတ်သက်ပြီးပြောချင်တာကတော့တော်တော်များတော့ပါတီမပိုင်ကွင်းလေက အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုပြီးထင်ခဲ့တဲ့အတိုင်းပဲပါတီအခုပြန်ပါသွားလို့လည်းအားလုံးအောင်ပြောနေရတွေ့တယ်။မနေ့ကညတော့မှဒါအားလုံးကိုကြိုပြီးသတိပေးခြင်းနဲ့အတွက် page မှာကျွန်တော်စောစီပါတီလူစင်းထဲမှာပါဆိုပြီးကျွန်တော်တင်ခဲ့သေးတယ်။အားလုံးလည်းပြောနေကြတွေ့ရပါလေ။ပါတီပါတဲ့အခါမာတီအိုရီဂက်ကိုတီကလရိုက်ကိုတိုက်စစ်လိုက်ပါတော့ခန်းစစ်မှာဟောစိတ်ဖြောင်းလက်ဖြောင်းဖြစ်သွားတယ်။ပါတီဒီအဲ့ကွင်းလေတစ်ခုလုံးကိုကောင်းကောင်း control လုပ်ထားနိုင်တယ်။ရီးရဲ့ကွင်းလေကစားမှာ2ဦး3ဦးလောက်ကောင်းကောင်း dominate လုပ်ထားနိုင်တယ်။ဘောလုံးတွတ်ဆတာဒီအရန်ကောင်းတဲ့ player ။အခုပါတီပါသွားတဲ့နဲ့ပတ်သက်ပြီးတော့နောက် ဆုံးပါတီရဲ့အင်တာဗျူးတခုကျွန်တော်ပြောပြချင်တယ်အဲ့ဒါပါတီကဘာပြောထားဆိုတော့ဘာနီဗျူးကွင်းတက်ကအားပေးတဲ့နေကကျွန်တော်တို့တုံလှုပ်သွားစေမလားဆိုတာတော့မဖြစ်နိုင်ပါဘူး ဘာလို့လဲဆိုတော့သူတို့စီကအားပေးတာလေကျွန်တော်တို့အင်္ဂလန်မှာ ਨੇ တိတ်ပြီးကွာရမှုတာကျွန်တော်တို့စီမှာလည်းဒီလိုမျိုးအတကုံအားပေးပြီးတော့ပွဲရအရှိန်ဟုန်နဲ့အမြဲတမ်းပြိုင်ဆိုင်ရလိရှိရဖြစ်တဲ့အတွက်ဘာနေပြီးမှဘလောက်ကြီးပဲပြင်ဆင်တာပြင်ဆင်တာကျုံအတွက်အရင်ထူးဆန်းနေမှာမဟုတ်ဆိုပြီးတော့တော်မတ်ပါတီကဖြေချသွားပါတယ်အခုနောက်ပိုင်းကျွန်တော်ကြည့်ရအာဆင်နယ်ပလေးယားတော်တော်များကလေချန်ပီယံလိပြိုင်ပွဲမှာအခြားပြိုင်ပွဲတွေမှာမီဒီယာကိုဖြေချတဲ့အခါမှာတော်တော်လေးကိုစကလုံးလေးရွေးချယ်တာမဆိုးတွေ့ရတယ်တစ်ဖက်ကလည်းလုံးဝ respect ပေးတယ် appreciate ဖြစ်တဲ့အရာမျိုးတွေပဲရွေးချယ်ကြီးပြောလို့ရှိရပေါ့လေဒါကနီးပြအစအားလုံးကအဲ့တိုင်းပဲသွားတွေ့ရပါတယ်အဲ့ဆိုပါတီဘန်ဝိုက်အခြားကစားသမားတွေတော်တော်များတော့စပိန်မျိုးထွက်ခွာသွားပါပြီ ီစီဇန်လေးကိုဒီကောက်ဝင်ကြီးပုံပြီးတဲ့ရှိုးဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်သူညာကို6016635တူညာဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရနိုင်ဖြစ်လို့ငွေပုံငွေရှာရှိမှဘောလုံးပွဲတွေလောင်းပါဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ပေါ်ရှိုးရက်ရှာပြီးကျွန်တော်တို့အားပေးလို့ရပါတယ် Viber ကိုရှိုးကို Sport Internet 5လုံးမိတူကိုကစားလို့ရနေပါပြီဆော့မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်သူညာကို6016635တူညာကိုဆက်သွယ်လိုက်ပါခင်ဗျာ နောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့90မိနစ်ကခံမှန်းထားတဲ့ချန်ပီယံလိကွာတာဖိုင်နယ်ဂိုးစကိုးရ်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါဒီဗီဒီယိုရိုက်ကူးနေတဲ့အချိန်မှာညသကောင်ရံမှာကံမဲ့ချန်ပီယံလိကွာတာဖိုင်နယ်တွဲဆိုင်နှစ်တွဲမပြီးသေးရဖြစ်တဲ့အတွက်အဲ့ဒါတော့ကျွန်တော်ထည့်သွင်းပြောတော့မှာမဟုတ်ဘူးအဲ့တော့ဒီရာနဲ့ပတ်သက်ပြီးတီးတန့်ဗီဒီယိုကျွန်တော်နေ့လည်လောက်ကြိုင်တစ်ခါလုပ်ပေးမယ်ပေါ့လေအဲ့ဒါကတော့ဒီ Aston Villa PSG အသင်းနဲ့ပွဲစဉ်ဒေါ်မွန်ဘာစီလိုနာပွဲစဉ်တွေကတော့ဒါကံမှုရှိတယ် အဲ့အတွက်လည်းအဲ့တွဲဆိုင်နှစ်တွဲနဲ့ပတ်သက်ပြီးတည်တံ့ဗီဒီယိုကျွန်တော်ထပ်လုပ်ပေးပါမယ်အဲ့တော့သူတို့ရဲ့90မိနစ်ကခံမှန်းထားချက်ရဆိုရင်တော့ Aston Villa က PSG ကိုအင်္ဂလန်ပြည်မှာ2-2ကြောင်ကန်လိုက်မယ်ဆိုပြီးသူကခံမှန်းသွားတယ်ဒီရလက်ရဆိုရင်တော့ PSG နောက်တစ်ဆင့်တက်မှာပါလို့လဲဆိုတော့ပထမအကြော့ကပြင်သစ်မြေမှာ3ဂိုးတကိုးနဲ့ဂိုးပြတ်နိုင်ထားခဲ့တာဖြစ်တဲ့အတွက်တည်ရောင်ကြောက်လို့မရဘူးဘီလာအတွက်ကသူတို့ကတော့တူးတူးကြမယ်ဆိုခံမှန်းထားပါတယ်နောက်တွဲဆိုင်တွဲဖြစ်တဲ့ဒေါ်မွန်နဲ့ဘာစီလိုနာတွဲဆိုင်မှာဆိုရင်တော့ ဒေါ်မွန်တို့စီမှာသွားပြီးကမ်းမှာဖြစ်မယ်တဲ့ဘာစီလိုနာတို့ကတကိုးသုံးခုနဲ့နိုင်မယ်ဆိုပြီးခံမှန်းထားပါတယ်ပထမအကြော့မှာတော့၄ခုပြက်နူးကပ်မှာတွင်ထားခဲ့တဲ့ဘာစီလိုနာတို့ကတော့ဒုတိယအကြော့မှာလည်းနိုင်မယ်ဆိုပြီး90မိနစ်ကခံမှန်းထားပါတယ်အင်တာမီလန်နဲ့ဘိုင်ယန်မြူးနစ်ပွဲစဉ်ကတော့1-1ကျမယ်ဆိုပြီးခံမှန်းထားပြီးတော့ပထမအကြော့မှာတော့၂ခုတကိုးနဲ့ဒါအင်တာမီလန်ကဂျာမန်ပြည်မှာနိုင်ထားခဲ့တာဖြစ်တဲ့အတွက်တေကြရင်တော့နောက်တစ်ဆင့်ဟိုအင်တာတက်မယ် နောက်ဆုံးပွဲစဉ်ကတော့ Real နဲ့ Arsenal ပေါ့လေဒီနေ့ညသကောင်းရင်မှာကံမဲ့ Real နဲ့ Arsenal ပွဲစဉ်မှာဆိုတော့ Real Madrid က Arsenal ကို2-6တကူနဲ့နိုင်မယ်ဆိုပြီးသူကခံမှန်းသွားတယ်။ဒါပေမဲ့ပထမကြုံမှာတော့3-6ပြတ် Arsenal နိုင်ထားခဲ့တာဖြစ်တဲ့အတွက်2-6တကူမြဲ Arsenal ကိုရှုံးခဲ့မယ်ဆိုရင်တော့မှ2-6 4-6နဲ့ Arsenal တို့ဒီနောက်ဆင့်ကိုတက်ရောက်သွားတော့မှာဖြစ်ပါတယ်။အဲဒါဆိုတော့ဒီရလက်တီဒီသူတို့ရဲ့ခံမှန်းမှုတွေပါကတော့ဘလူးရလက်တီဘလူးပွဲစဉ်တွေနဲ့စီးဖိုင်တွေကိုပဲအသင်းတွေတက်သွားမလဲစောင့်ကြည့်ပါပါအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ